ုံးမဲမင်္ဂလာပါခင်ဗျာ Daily Rose Computer မှာကြိုဆိုပါရစေကျွန်တော်ဟမင်းနိုင်ပါဒီနေ့ကျွန်တော်တင်ပြပေးချင်တဲ့သင်ခန်းစာလေးကမိမိရဲ့အိပ်စဲစင်းစရာ data တွေကိုမိမိလိုချင်တဲ့ပုံစံလေးတိုင်းစက္ကန့်ပိုင်းအတွင်းမှာပြုလုပ်ပေးနိုင်တဲ့အိပ်စဲ feature လေးတစ်ခုကိုတင်ပြပေးချင်တာဖြစ်ပါတယ်ဒီအိပ်စဲ feature လေးကတော့ Flash Available ဖြစ်ပါတယ်ဒီကုသင်္ကန်းသားလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးမှာသင်ကြားရတဲ့သင်္ကန်းသားလေးတွေကတစ်ခုလည်းပဲဖြစ်ပါတယ် ကျွန်တော်ဒီအိတ်သေးမှာဆိုရင် flash pay လေးက300တာအကြမ်းကိုမှလွယ်ကူရိုးရှင်းပြီးတော့မှလုပ်ငန်းခွင်မှာတကယ်ကိုမြန်ဆန်တယောက်စီတဲ့ feature လေးတခုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါလေးကိုအလုံးနာလက်ထပ်တင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီသင်ခန်းစာလေးမှာဥပမာလေးနဲ့တခွာတရားလေးရှင်းပြပေးသွားပါမယ်။ပထမအဆုံးကျွန်တော်တို့ဥပမာလေးတခုကနေစပြီးတော့မှလေ့လာပါမယ်။ဒီမှာဆိုရင်ကျွန်တော်အိတ်သေးစီရင်စရာလေးတခုကိုပြုလုပ်ထားပါတယ်။ဒီမှာဆိုရင်တော့ကျွန်တော်ဒီ ID number လေးတွေရှိပါမယ်။ပြီးရင်ကျွန်တော်တို့ first name လေးနဲ့ last name ဆိုပြီးတော့မှရှိပါမယ်။ အဲ့ခါမှာကျွန်တော်တို့ကသူတို့မှဒီဝန်ထမ်းတွေရဲ့နာမည်ပေါ့နော် first name နဲ့ last name ပေါ်မှာမူတည်ပြီးတော့မှသူတို့အတွက်ကျွန်တော်တို့ကဒီဘက်မှာ email address လေးတွေဖန်တီးချင်တာပါအဲ့ခါမှာကျွန်တော်ပထမဆုံးနံပါတ်1ဝန်ထမ်းတစ်ယောက်အတွက် email လိပ်စာတစ်ခုကိုကျွန်တော်ဖန်တီးလိုက်မယ်ပေါ့အဲ့ခါမှာကျွန်တော်ဘယ်လိုပုံစံဖန်တီးမလဲဆိုတော့သူရဲ့ first name နဲ့ကနေပြီးတော့မှရှေ့ဆုံးစလုံးကိုကျွန်တော်ယူလိုက်ပါမယ်အဲ့တော့ရှေ့ဆုံးရှေ့ဆုံးစလုံးက e ဖြစ်တဲ့အတွက်ဒီမှာကျွန်တော် e ဆိုပြီးတော့မှရိုက်ထည့်လိုက်မယ်ပြီးတော့ dot လေးလာပါမယ်ပြီးတော့ဒီမှာသူရဲ့ last name လေးကိုကျွန်တော်ရေးလိုက်မယ်ပေါ့နော် w a t SON ဆိုပြီးတော့မှကျွန်တော်ရေးလိုက်ပါမယ်။ဒါကျွန်တော်ဖန်တီးခြင်းနဲ့ email လိပ်စာပုံစံလေးပါ။ပြီးရနေကျွန်တော်ဒီမှာ @gmail.com ဆိုပြီးတော့မှရေးလိုက်ပါမယ်။ဒါလားကျွန်တော်ဥပမာလုပ်ပြပေးတာပေါ့နော်။တကယ်လို့ကကိုဖန်တီးခြင်းနဲ့ကတရားပုံစံဆိုရင်လည်းပဲကိုဖန်တီးခြင်းနဲ့ပုံစံတိုင်းလိုက်ပြီးတော့မှဖန်တီးလို့ရပါတယ်။ဟုတ်ပြီအဲ့ခါမှကျွန်တော်ဒီမှာပထမ number 1ဒီဝန်ထမ်းတယောက်အတွက်ကျွန်တော်လိပ်စာတစ်ခုဖန်တီးလုပ်ပြီးသွားပါပြီ။ ပြီးတော့ကျွန်တော်ကလည်းဒီဝန်ထမ်းတွေကအောက်မှာထပ်ပြီးတော့မှအများကြီးရှိသေးတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ဥပမာအနေနဲ့လုပ်ပြပေးတာမလို့ဝန်ထမ်းအလုံးပေါင်း9ယောက်ပဲရှိပါတယ်။တကယ်တော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကတော့ဒီလိုမျိုးစီးရင်တွေအများကြီးရှိနေနိုင်ပါတယ်။အဲ့လိုမျိုးယာနဲ့ကြည့်ပြီးရှိနေတဲ့စီးရင်တွေကိုကျွန်တော်တို့က email address တကူဖန်တီးခြင်းနဲ့ဆိုပါဆိုပေါ့နော်။အဲ့ခါမှာကျွန်တော်တို့ကဒီမှာပထမတစ်ယောက်တော့ဖန်တီးပြီးသွားပြီ။ပြီးတော့အောက်ကဝန်ထမ်းတွေအလုံးကိုလည်းပဲတူးချင်းတွေကိုလိုက်ပြီးတော့မှကျွန်တော်ကဒီလိုပုံစံလိုက်ပြီးတော့မှဒီလိပ်စာလေးကိုလိုက်ပြီးတော့ဖန်တီးမယ်ပေါ့။ အဲဒါမှတယောက်ချင်းစီလိုက်ပြီးတော့မှအခုလိုပုံစံလိုက်ပြီးလုပ်နေမယ်ဆိုရင်ကျတော့ကျွန်တော်တို့ကအချိန်တစ်ခုတော့ပေးရမှာဖြစ်ပါတယ်အချိန်လေးရမ်းကြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့ flash page လေးကိုတောင်းလိုက်မှာဖြစ်ပါတယ် ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီအောက်မှာရှိနေတဲ့ဝန်ထမ်းတွေကိုလည်းပဲကျွန်တော်တို့အပေါ်မှာရေးထားခဲ့တဲ့အတိုင်းပဲကျွန်တော် email address တွေကိုရသွားစေချင်တယ်ပေါ့နော်အဲ့ခါမှာကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ flash view ကိုသုံးမယ် flash view ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ဒီမှာပထမဆုံးဖန်တီးပြီးသားဒီမှာဆဲကွက်လေးရှိတယ်ပေါ့နော်ဒီအဖြေလေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့ကညာဘက်တောင်အောက်ခြေလေးပေါ်မှာ mouse တွေတင်လိုက်မယ်အပေါင်းလက္ခဏာလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ mouse ကနေ clip ဖိထားပြီးတော့မှကိုလိုတဲ့လောက်ဒီအောက်ကိုဒီလိုမျိုးလေးကျွန်တော်တို့ဒီ CD လေးဆွဲထားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ email address တွေအားလုံးစာပြီးတော့မှပေါ်လာပါပြီ ဒါပေမဲ့ပေါ်လာတဲ့ဆိုပေမဲ့လည်းပဲသူကဒီပထမအဆုံးနံပါတ်1မှာရှိနေတယ်။ဒီလက်လက်စာအတိုင်းလေးပဲအားလုံးဒီမှာအတူတူကြားလာတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်တို့ကျန်တာကအားလုံးကိုဒီပုံစံမဟုတ်ဘူးပေါ့နော်။ဒီဘက်မှာရှိနေတဲ့သူတို့ရဲ့နာမည်လေးနဲ့မူတည်ပြီးတော့မှသူတို့နာမည်နဲ့သက်ဆိုင်ရာဒီလက်စာလေးကြားလာတာမျိုးကိုလိုချင်တာဖြစ်ပါတယ်။အဲခါမှာကျွန်တော်ကဘယ်လိုပြန်ပြီးတော့မှလုပ်ပြရမလဲဆိုတော့ flash drive ကိုတုံဖို့အတွက်ကျွန်တော်ဒီဘက်လေးမှာအဲ့လိုမျိုးကျွန်တော် CD ဆွဲချလိုက်ပြီဆိုတာနဲ့ဒီ audio မှာဒီအကွက်လေးရှိတယ်ပေါ့နော်။ဒါလေးကိုကျွန်တော်တို့က auto fade option လို့ခေါ်တာဖြစ်ပါတယ်။ ဒီ auto fill option လေးမှာတစ်ချက်လေးနှိပ်လိုက်ပြီးဆိုတာနဲ့ဒီလိုအုပ်ကကလေးတွေကြာလာပါလိမ့်မယ်။အဲ့ဒီကနေပြီးတော့မှတယောက်ဆုံးလေးမှာ flash fade ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။ထပ်ရင်ကြည့်လိုက်ပါ second name လေးတွင်မှာကျွန်တော်လိုချင်တဲ့ပုံစံလေးတိုင်းပဲ first name နဲ့ last name မှာရှိနေတဲ့သူရဲ့နာမည်လေးတွေပုံမူတည်ပြီးတော့မှကျွန်တော်လိုချင်တဲ့အတိုင်းလေးပဲဒီမှာ email address လေးတွေသူဖန်တီးပေးထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ကအချိန်ကုန်တာရန်ကိုတက်တာသွားပြီးတော့မှစက္ကန့်ပိုင်းလေးတွေမှာကိုလိုချင်တဲ့ data အချက်လက်ကိုကိုလိုချင်တဲ့ပုံစံမျိုးကိုခဏလေးတွေမှာရရှိသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ number 1ဥပမာလေးပါ။ဒါကတော့ကျွန်တော်ဥပမာအနေနဲ့ email address ကိုလုတ်ပြပေးတာပေါ့နော်။တကယ်လို့များ email address မဟုတ်ဘဲနဲ့တခြားတမျိုးမျိုးကိုလုတ်ချင်နေဆိုရင်လည်းဒီလိုပုံစံမျိုးနဲ့ကျွန်တော်က flash free ကိုသုံးသပ်လိုက်လို့ရပါတယ်။ဟုတ်ပြီ။အဲ့ဒါကျွန်တော်တို့ပို့ပြီးနားလဲတော့ဥပမာလေးနဲ့ဆက်ပြီးတော့မှလေ့လာပါမယ်။နောက်တစ်ဥပမာလေးတစ်ခုကတော့တစ်ပတ်ကားလေးပါ။ ဒီမှာဆိုရင်လည်းအလိုပါပဲကျွန်တော်ခုနကစဉ်းစားကြရပုံစံပဲပေါ့နော်အဲ့ခါမှာကျွန်တော်ကဒီ login နဲ့ပုံစံလေးကတော့ကွဲသွားပါတယ်သူတို့မှကျွန်တော်တို့ဒီဘက်မှာဝန်ထမ်းလေးတွေက first name နဲ့ last name ဆိုပြီးတော့မှနာမည်လေးတွေရှိကြပါတယ်အဲ့နာမည်လေးတွေကိုကျွန်တော်တို့က first name နဲ့ last name ကို column တစ်ခုချင်းဒီခွဲပြီးတော့မှရေးထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်လေးမှာကျတော့ကျွန်တော်တို့ login တာလေးက full name ပေါ့နော်သူတို့ရဲ့နာမည်အပြည့်စုံကိုကျွန်တော်ကတစ်ခွက်ထဲမှာပေါင်းပြီးတော့မှ login တာဖြစ်ပါတယ်အဲ့လိုခါမှာဆိုရင်လည်းကျွန်တော်တို့က flash free ကိုသုံးလို့ရပါတယ် ပထမဆုံးကပါလို့ရမယ်ဆိုတော့ပထမဆုံးနံပါတ်1ဝန်ထမ်းတယောက်တည်းကျွန်တော်အရင်ဆုံးရေးလိုက်မယ်ပေါ့နော်ရေးဖို့အတွက်ကျွန်တော်ကနံပါတ်1ကသူ့ရဲ့ first name လေးက Emily ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ Emily ဆိုပြီးတော့မှရေးလိုက်မယ်ပေါ့နော်ဟုတ်ပြီရေးလိုက်ပါတယ်ပြီးတော့ရင်ကျွန်တော် last name ကတော့ဒီ W E D S O N ဒါလေးကိုကျွန်တော်ရေးလိုက်မယ် Western ဇာလေးကိုရေးလိုက်ပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်လိုချင်တဲ့အတိုင်းလေးပဲနာမည်အပြည့်စုံလေးရရှိသွားပါပြီပြီးတာနဲ့ Enter လေးခေါက်လိုက်ပါမယ် ပြီးတော့အောက်မှာလည်းပဲဒီမှာထပ်ပြီးတော့မှဝန်ထမ်းလေးထပ်ပြီးတော့ရှိနေပါသေးတယ်။ဒါကိုလည်းကျွန်တော်တို့ကလိုက်ပြီးတော့မှတယောက်ချင်းသေးလိုက်ပြီးတော့ရေးပေးနေမယ်ဆိုရင်အချိန်လေးအများကြီးကြာသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအောက်ကရှိနေတဲ့ဝန်ထမ်းလေးရဲ့နံပါတ်လေးကိုလည်းပဲကျွန်တော်တို့ကဖုန်းနေနေလိုချင်တာဖြစ်တဲ့အတွက်ဘာလုပ်မလဲဆိုတော့ flash pay လေးကိုကျွန်တော်သုံးလိုက်ရုံပါပဲ။အဲ့ဒါမှကျွန်တော်က flash pay ကိုတုံးတဲ့အခါမှာခုနကပထမနီလန်တိုင်းလေးပဲကျွန်တော်ရပြီးသားအဖြေလေးပေါ်မှာ box ကနေ clip ဖြစ်ပြီးသားပြီးတော့မှကျွန်တော်တို့ဆွဲချလိုက်ပြီးတော့မှ flash pay ကိုလည်းတုံးလို့ရပါတယ် အဲ့လိုမျိုးပဲနဲ့ဒုတိယနေလန်းကိုလည်းပြောင်းလဲပြီးတော့မှ Flash Free ကိုသုံးလို့ရပါသေးတယ်။လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လို့သူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ၊ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ်။ တင်ကန်းစာဗီဒီယိုပေါင်းတရားကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစဉ်ပြေစွာဖြင့်ဆက်နွှဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒီအနေနဲ့က flash page ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်တို့ဒီအပေါ်လေးရပါတော့ဒီပေါ်လေးကကျွန်တော် home tab ကိုသွားပါ home tab ထဲကနေပြီးတော့မှဒီဘက်ဆုံဆုံးလေးမှာကျွန်တော်တို့ဒီ editing ဆိုတဲ့ group လေးရှိပါတယ် အဲ့ဒီမှာဒီပေါ်လေးမှာ face ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ဒီ face လေးကိုတစ်ချက်လေးနှိပ်လိုက်တဲ့ခါလေးမှာအများကြီးကြာလာပါမယ်။ဒီထဲကနေပြီးတော့မှဒီအောက်ဆုံးလေးမှာ flash face ဆိုတာလေးကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်။ဒီကလေးကဒီလိုမျိုး mouse က mouse ကနေပြီးတော့မှတစ်စင်းချင်းတွေသွားပြီးတော့မှမလုံးမနေချင်ဘူးဆိုရင်လည်းပဲကျွန်တော်က shortcut key လေးကိုတုံးလို့ရပါတယ်။အဲ့ဒီ shortcut key ကကြတော့ control နဲ့ e နဲ့ကိုတွဲပြီးတော့မှနှိပ်လို့ရပါတယ်။ဟုတ်ပြီကျွန်တော်ဒီမှာတော့လောလောဆယ်မှာ flash pay လေးကိုပဲနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ကလစ်တစ်ချက်လေး flash pay ကိုနှိပ်လိုက်ပါတယ် ဒါဆိုရင်ကြည့်လိုက်ပါ second man လေးတွင်မှာကျွန်တော်ဒီမှာလိုချင်တဲ့ကိုယ့်ရဲ့ full name လေးတွေဖြစ်တဲ့ data လေးတွေကခဏလေးတွင်မှာရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအချိန်လေးအများကြီးပေးတာမလိုပဲနဲ့ခဏလေးတွင်မှာကိုလိုချင်တဲ့ data ချက်လက်ပုံစံကို flash page ကလောက်ဆောင်ပေးနေတဲ့ရှိတဲ့ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရရှိလာတဲ့အဖြေတွေကိုဒီဘက်မှာရှိနေတဲ့ကိုယ့်ရဲ့ data နဲ့လည်းပဲတိုက်ဆက်ပြီးတော့မှလည်းကျွန်တော်စစ်ဆေးကြည့်နိုင်ပါတယ်။အားလုံးမှန်ကန်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒါဒုတိယဥပမာလေးကိုလည်းနားလည်သွားပါပြီ။ပြီးရင်နောက်တစ်ခုကိုထပ်ပြီးတော့မှလေ့လာမယ်ပေါ့နော်။ ဒီမှာကတော့ကျွန်တော်နောက်ထပ်ပုံစံတစ်မျိုးပါဒီတစ်ခါကျွန်တော်လိုချင်တဲ့ပုံစံကတော့ initial လေးလေးလိုချင်တာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်က initial လေးလေးဖြစ်တဲ့အတိုင်းပဲဒီမှာ first name မှာရှိတဲ့နာမည်လေးဆိုရင်လည်းပဲသူတို့ရဲ့အစားဆုံးဒီစလုံးလေးအတူအခေါက်လေးကျွန်တော်လိုချင်တယ်ပြီးတော့ဒီမှာ last name မှာဆိုရင်လည်းအလိုပါပဲသူတို့နာမည်အပြည့်ဆုံးမဟုတ်ဘူးဒီနာမည်လေးတွေရဲ့အစားဆုံးစလုံးအတူအောက်လေးတစ်လုံးကိုလိုချင်တယ်ပေါ့နော် ။ဟုတ်ပြီအဲ့ခါမှာကိုလိုချင်တဲ့ပုံစံနဲ့ကျွန်တော်ရေးလိုက်မယ်။ပထမဆုံးကျွန်တော်တို့ကဒီမှာဆိုရင် Emily ရဲ့ ME ကိုကျွန်တော်ယူမယ်။ Dee Watson ရဲ့ကျွန်တော် W ကိုယူမယ်ပေါ့နော်။အဲကျွန်တော်က EW ဆိုပြီးတော့မှ initial အနေနဲ့လိုချင်ပါတယ်။အဲကျွန်တော်ဒီမှာ EW ဆိုပြီးတော့မှရေးလိုက်ပါတယ်။ပြီးရင်ကျွန်တော်တို့ enter လေးခေါက်လိုက်ပါတယ်။ဒီကနေ့ကျွန်တော်အောက်မှာလဲဝင်နေနေထပ်ပြီးတော့ရှိသေးတယ်သူတို့အားလုံးရဲ့ဟာကိုလည်းပဲကျွန်တော်ကအဒီပုံစံ initial လေးတွေလိုက်ပြီးတော့မှလိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီခုချင်းလေးလိုက်ပြီးတော့မရေးနေနိုင်ဘူးဒါကြောင့်မို့ကျွန်တော်က flash break ကိုတောင်းလိုက်ပါမယ် flash page ကိုတုံဖို့အတွက်ကျွန်တော်တို့ခုနကပြောခဲ့တဲ့ပထမနီလန်နဲ့ဒုတိယနီလန်နှစ်မျိုးစလုံးကိုကျွန်တော်တို့တုံလို့ရပါတယ်။ဒါမှမဟုတ်ဆိုရင်လည်း control နဲ့ e နဲ့ကိုလည်းတွဲနေလိုက်ပြီးတော့လည်း shortcut နေနဲ့လည်းတုံလို့ရတယ်ပေါ့နော်။ဒီတခါတော့ကျွန်တော်ကတတိယနီလန်ကိုသင်ကြားပေးမှာဖြစ်ပါတယ်။ဒုတိယနီလန်နေနဲ့ကျွန်တော် flash page ကိုဘယ်လိုထပ်ပြီးတော့မှတုံလို့ရသေးလဲဆိုတော့ကျွန်တော်ဒီ body မှာ data ဆိုတဲ့ table ရှိပါတယ်။ data table ကိုတွားလိုက်ပါ data တစ်ဖက်ကနေပြီးတော့မှကျွန်တော်ဒီအောက်လေးမှာ data 2ဆိုတဲ့ group လေးရှိပါတယ် ိတ်ကလူလေးထဲမှာဒီပေါ်လေးမှာကျွန်တော်တို့ flash page ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ဒီနေရာမှာလည်းပဲ flash page ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်။ဒါလေးကိုလည်းကျွန်တော်ဒီမှာ click တစ်ချက်လေး flash page လေးပေါ်မှာနှိပ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါ။ကျွန်တော်တို့လိုချင်တဲ့အတိုင်းလေးပါပဲ။ဒီဘက်မှာရှိနေတဲ့ဝန်ထမ်းတွေအားလုံးရဲ့ first name နဲ့ last name နာမည်လေးတွေကနေပြီးတော့မှသူ့ရဲ့ initial လေးတွေကိုကျွန်တော်တို့တွေဆွဲထုတ်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကိုလိုချင်တဲ့ data ပုံစံတိုင်းတိတိကျကျနဲ့ဒီအချိန်ခဏလေးတွေမှာလုပ်သွင်းနိုင်နေဒီ flash page လေးကဘယ်လောက်ထိသုံးဝင်လဲဆိုတာကိုနားလည်သွားပါပြီ ပြီးရင်ကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့မှလေ့လာမယ်เนาะအဲခါမှာကျွန်တော်ဒီမှာဆိုရင်အလိုပါပဲဒီတခါတော့ကျွန်တော်တို့ကဒီနာမည်လေးတွေမဟုတ်တော့ဘဲနဲ့သူမှရှိနေတဲ့ ID နဲ့သက်ဆိုင်ရာကိုလေ့လာမယ်ပေါ့ဟုတ်ပြီအဲခါမှာကျွန်တော် ID လေးတွေကဒီမှာသူနဲ့သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ID နံပါတ်လေးတွေရှိနေပါတယ်အဲ့ခါမှာကျွန်တော်ကဘယ်လိုပုံစံလိုချင်တာလဲဆိုတော့ဒီ ID number တွေအားလုံးနေရာနေပြီးတော့မှ less ID number ပေါ့နော်နောက်ဆုံးမှရှိနေတဲ့ ID number လေးတွေကိုကျွန်တော်အားလုံးကိုလိုချင်တာဖြစ်ပါတယ် နောက်ဆုံးဆိုတာတရားလေးတွေပေါ့နော်နောက်ဆုံးမှာစင်ဒါစင်1001ဆိုရင်ဒါနောက်ဆုံးစလုံးဒါ1ကိုပြောတာပါဒီမှာစင်တော့2ပေါ့နော်ဒါစင်တော့3အဲ့ဒီဒီနောက်ဆုံးစလုံးလေးတွေကိုကျွန်တော်ဆွဲထုတ်ပြီးတော့မှလိုချင်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ flash free ကိုတုံးပါမယ်ပထမဆုံးကျွန်တော်တို့ကဒီမှာပထမဆုံး set ကွက်တစ်ခုပေါ့နော်ပထမဆုံး ID number ရဲ့နောက်ဆုံးဒီကင်းကင်းလေးကတော့1ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးအုပ်ကွက်လေးမှာသူ့ကိုကျွန်တော်တို့1ဆိုပြီးတော့မှရိုက်ပေးလိုက်ပါမယ် ပြီးတော့ရင်ကျွန်တော်တို့အောက်ကဒီရန်နံပါတ်လေးတွေရာနေပြီးတော့လည်းပဲကျွန်တော်တို့ကဒီပုံစံတိုင်းပဲ less id number တွေကိုလိုသွားလိုချင်ပါတယ်အဲ့ကမှဒါတွေအလုံးရသွားစေဖို့အတွက်ဆိုရင်ကျွန်တော်က flash page ကိုတုံးပါမယ်အဲ့အတွက်ကျွန်တော်တို့ဒီမှာ data type ကိုသွားမယ်ပြီးတော့ကျွန်တော်တို့ဒီမှာ flash file ကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်ဒါဆိုရင်ကြည့်လိုက်ပါဒီမှာ1နေကြည့်ပဲတန်းစီပြီးတော့မှရလာတာကိုတွေ့ရပါလိမ့်မယ် ဲ့ခါမှာကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းမဟုတ်သေးတာကိုတွေ့ရပါလိမ့်မယ်။ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီဘက်မှာရှိနေတဲ့ ID number လေးတွေရဲ့ less number လေးတွေကကြည့်မယ်ဆိုရင်1ပြီးတော့ဒီမှာ2လာတယ်၊2ပြီးတော့3လာတယ်အဲ့လိုမျိုးပုံစံပေါ့နော်။ဒါပေမဲ့ကျွန်တော်ခုရသွားတဲ့ပုံစံကကြတော့အကုန်လုံးမှာစဲကွက်တွေအားလုံးမှာ1နေကြည့်ပဲရနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် general flash page ကအလုံးမလုံးတော့ပဲနဲ့မှားနေရဆိုပြီးတော့မှဆိုလို့နိုင်နေပါတော့။တကယ်တမ်းကျွန်တော်ဒါ flash page ကမှားနေရမှာမဟုတ်ပါဘူး။ဒါကိုကျွန်တော်တို့ကဘယ်လိုပုံစံမျိုးပြန်ပြီးလုပ်ပြရမလဲဆိုတော့ flash page ကကျွန်တော်ခုပြလို့လိုက်တဲ့ပုံစံကိုသွားနားလည်မှုလွယ်သွားတာဖြစ်ပါတယ်။ပထမဆုံးသူဘယ်လိုမျိုးတည်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာဆို ID number လေးတွေထဲမှာသူကကျွန်တော်တို့လိုချင်တာကနောက်ဆုံးစလုံးလေးတွေဖြစ်တယ်ပေါ့နော်။ဒီ1တို့2တို့3တို့ကိုကျွန်တော်တို့ကလိုချင်တာပါ။ ဒါပေမဲ့ကျွန်တော်ကဒီမှာပထမဆုံးစက်ကွက်မှာ1ဆိုပြီးရိုက်လိုက်တယ်။ပြီးတော့ flash view ကိုတုံလိုက်တဲ့အခါမှာဒီမှာ1နဲ့ကြည့်ပြအားလုံးဘာကြောင့်ကြာလာရတယ်လဲဆိုတော့သူကကျွန်တော်တို့လိုချင်တာကနောက်ဆုံးစလုံးဆိုပေမဲ့လည်းပဲသူတက်မှတ်သွားတာကကျတော့ဒီစက်ကွက်တွေအတွင်းထဲမှာ ID number တွေအတွင်းထဲမှာရှိနေတဲ့ဒီရှေ့ဆုံးကစလုံးလေးတွေဖြစ်တဲ့1နဲ့ကိုကျွန်တော်တို့ကလိုချင်နေဆိုတဲ့ table ကိုသူကတက်မှတ်သွားတာပါ။ဒါကြောင့်မလို့သူကအဲ့လိုမျိုးနားလဲသွားပြီးတော့မှကျွန်တော်တို့ရဲ့ဒီ ID number တွေအားလုံးနဲ့ကနေပြီးတော့မှခြေဆုံးစလုံးနေဖြစ်တဲ့ဒီ1နေကိုသူတန်းစီပြီးတော့မှဒီမှာပြပေးသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် အလောက်ကိုင်ခွင်လန်းနဲ့မိမိလုပ်ငန်းတက်လန်းအတွက်ဖပါပီရန်ကိုအခြေခံမှစတင်ပြီးစနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက် Beginners ဖပါပီရန် Online Course လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာဖပါပီရန်ကို Zero Level အခြေခံကနေစတင်ပြီးတော့မှ Professional ကျတဲ့အစင်းမြင့်ဖပါပီရန် Report တွေဖပါပီရန် Dashboard တွေကိုမိမိကိုယ်တိုင်ကိုကျွမ်းကျင်စွာဖန်တီးတည်ဆောက်နိုင်ဖို့အတွက်အကောင်းဆုံးနဲ့စနစ်တကျပြင်ဆင်ပို့ချပေးထားပါတယ်။ မိမိရဲ့အလုပ်ချိန်တွေကိုတိတိတသာတိတိယောက်ယောက်ရှင်းချပေးနိုင်ပြီးတော့အလုပ်ကိုင်ခွင်လန်းနဲ့မိမိလုပ်ငန်းတက်လန်းအတွက်လူအများပြားလေ့လာနေကြပြီဖြစ်တဲ့ Power BI လေးကိုယခုတနင်္လာနေ့မှာစနေတကြားနဲ့ step by step လေးစတင်ပြီးတော့မှလေ့လာနိုင်ပြီဖြစ်ပါတယ်။ ပုံမှန်တင်တန်းချေ3000ကျပ်စာယခုလအတွင်းမှာအထူးတင်တန်းချေ5000ကျပ်တက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။တင်တန်းလေးမှာတင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုများကိုအစအဆုံးစနေတကြအစလိုက်ကလေးလေးလာတင်ကြားရမှာဖြစ်ပါတယ်။အလုပ်တစ်ပတ်နဲ့လေ့လာနေတဲ့သူတွေအတွက်လည်းမိမိအားတဲ့ချိန်လေးမှာစနေတကြနဲ့အဆင်ပြေစွာလေ့လာနိုင်မှာဖြစ်ပါတယ်။တင်တန်းလေးကို Lifetime Asset လေးပေးထားတာဖြစ်တဲ့အတွက်သင်ခန်းစာဗီဒီယိုများကိုအချိန်မရွေးလေ့လာတင်ကြားနိုင်ပြီးတော့လေ့လာတင်ကြားနေရင်လည်းစာမေးချင်တာရှိတဲ့အခါမှာလည်းဆရာနဲ့ ချင်းမီတွေမြင်မြင်ဆွေးနွေးနိုင်တာဖြစ်ပါတယ်။တင်တဲ့ link ကိုတက်ရောက်ခြင်းလဲဆိုရင်တော့ Daily Dose Computer ပိုင်းဟမင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာတော့လကောင်း၊သူညာကို998935432 Viber Room မှာတင်တဲ့ချင်းလွှဲထားတဲ့ screen shot လေးကိုပေးပို့လိုက်ရုံနဲ့ချက်ချင်းစတင်လေ့လာနိုင်မှာဖြစ်ပါတယ်။ယခုလိုအထူးတင်တဲ့ချင်း9000ကျတဲ့အဖြစ်ကျွန်တော်အမြဲတမ်းလက်ခံပေးနိုင်မှာမဟုတ်တဲ့အတွက်အချိန်တိုင်းတာတစ်ခုတည်းသာကျွန်တော်အထူးတင်တဲ့ချင်းလေးနဲ့လက်ခံပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့တင်တဲ့လေးကိုအမြဲတမ်းတရောက်ဖို့ကိုလည်းဖိတ်ခေါ်အပ်ပါရခင်ဗျာ။ ဒီ exam မှာ flash drive ကိုသုံးတဲ့အခါမှာတခါတရံမှာဒီလိုဖြစ်တတ်ပါတယ်။အဲ့လိုမျိုးအခါမျိုးမှာဆိုရင်ကဘယ်လိုမျိုးလုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့ကဒီမှာဒါကိုပြန်ဖြတ်လိုက်ပါမယ်။ပြန်ဖြတ်လိုက်ပြီးတော့မှကျွန်တော်တို့ကပထမဆုံး၁၀ခွဲအတွက်ဒီမှာကျွန်တော်တို့လိုချင်တဲ့နောက်ဆုံးစလုံး1ကိုလိုချင်တာမလို့1ဆိုပြီးတော့မှရိုက်ထည့်ပေးလိုက်ပါတယ်။ ီးတော့ကျွန်တော်ကဒီ1လို့တလုံးနဲ့ပဲရိုက်ထည့်ပြီးတော့မှဒီ flash view ကိုတုံးလိုက်မယ်ဆိုရင်ခုနကတိုင်းပါပဲကျွန်တော်1နဲ့ကြီးပဲတန်းစီပြီးတော့မှကြာလာမှာပါဒါကြောင့်မို့ကျွန်တော်ကဘလို့ထပ်ပြီးတော့မှလုပ်ပြရမလဲဆိုတော့အိတ်ဆဲကိုကျွန်တော်တို့ကဘလို့ပုံစံမျိုးလိုချင်ပါတယ်ဆိုတာမျိုးကိုသူ့ကိုကျွန်တော်နားလဲတော်အောင်လို့ပြောပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကိုဘလို့ပုံစံလိုချင်လဲဆိုတော့ဒီတာထင်ရှားသွားသေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ကနောက်ထပ်တစ်ချိန်ပေါ့နော်ဒုတိယဆဲကွက်မှာပါကွာဒုတိယဆဲကွက်မှာလည်းပဲကွာထပ်ပြီးတော့မှကိုဘလို့ပုံစံလိုချင်ပါလဲဆိုတာမျိုးကိုရေးပေးတင်ပါတယ် ဲ့ခါမှာကျွန်တော်ကဒီမှာဒုတိယဆဲခွက်လေးမှာဆိုရင်လည်းပဲဒီဘက်မှာရှိနေတဲ့ ID နံပါတ်တရားနေပြီးတော့မှကျွန်တော်ကနောက်ဆုံးစလုံးဖြစ်တဲ့2ဆိုတာလေးကိုလိုချင်တာပါအဲ့တကားကျွန်တော်တို့ကဒီဘက်ကကျွန်တော်လိုချင်တဲ့အခွက်လေးမှာသူ့ကိုကျွန်တော်က2ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်ပေးလိုက်ပါတယ်အဲ့တင်ကျွန်တော်တို့ကဒီမှာနှစ်ခွက်ကိုရေးပြလိုက်တယ်ပေါ့နော်ပထမဆုံးဒုခွက်မှာဆိုရင်လည်းပဲဒီ ID နဲ့ဘက်တရားနေနောက်ဆုံးစလုံးဖြစ်တဲ့1ကိုကျွန်တော်လိုချင်ပါတယ်ပြီးတော့ဒီဒုတိယခွက်ထဲမှာဆိုရင်လည်းပဲနောက်ဆုံးစလုံးဖြစ်တဲ့2ကိုကျွန်တော်လိုချင်ပါတယ်ဆိုပြီးတော့မှရေးလိုက်တာဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်အေးစဲကနားလည်သွားပါပြီ။ဒီဘက်မှာရှိနေတဲ့ ID နဲ့ battery ရာနေပြီးတော့မှကွာနောက်ဆုံးစလုံးလေးတွေကိုပဲဒီမှာရွေးထုတ်သွားတာကိုသူကနားလည်သွားပြီပေါ့နော်။အဲ့လိုနားလည်သွားပြီဆိုရင်ကျွန်တော်က flash pay ကိုတုံးလိုက်ရုံပါပဲ။အဲ့တော့ကျွန်တော် flash pay ကိုနီလန်းသုံးမျိုးတွေကနေကြိုက်တဲ့နီလန်းနဲ့တုံးလို့ရပါတယ်။ကျွန်တော်ကတော့ဒီပေါ်လေးက data tab ကိုတွားလိုက်ပြီးတော့မှဒီမှာ flash pay ကိုနှိပ်ချလိုက်ပါမယ်။နေလိုက်ပြီဆိုရင်တော့ကြည်လိုက်ပါကျွန်တော်လိုချင်တဲ့အတိုင်းလေးပါပဲဒီမှာ1 2 3 4ဆိုပြီးတော့မှကျွန်တော်ရဲ့ ID number တွေရဲ့နောက်ဆုံးစလုံးလေးတွေကိုရွေးထုတ်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ကတခါတရံမှာကိုယ့်ရဲ့ဒီ flash page ကသူကနားလည်မှုလွယ်နေတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကစက်ွက်ကိုတစ်ကွက်တည်းရေးပြတာမျိုးမဟုတ်ဘဲနဲ့တစ်ကွက်တက်ပို့ပြီးတော့မှနှစ်ကွက်လောက်ရေးပြလိုက်မယ်ဆိုရင်ဆိုရင်ဒါဆိုရင်ဒီအေးသေးကနေပြီးတော့မှကိုဘယ်လိုပုံစံလိုချင်တဲ့စာကိုနားလည်သွားပြီးတော့မှကိုကိုလိုချင်တဲ့အတိုင်းလေးပဲရရှိသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။အဲဒါကျွန်တော်ဒါလေးကိုနားလည်သွားမယ်ပေါ့နော်။ပြီးသွားရင်ကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့မှသွားပါမယ်။ဒီတခါကတော့ကျွန်တော်တို့ကလိုချင်တဲ့ပုံစံလေးကတော့ initial နဲ့ last name နဲ့ကိုလိုချင်တာပါ။ ခါမှနဲ့ကျွန်တော်ကဒီပြမရှိနေတဲ့ကိုယ့်ရဲ့နာမည်လေးတွေကနေပြီးတော့မှကျွန်တော်က initial အစားဆုံးတစ်လုံးကိုလိုချင်ပါတယ်။ပြီးတော့အဲ့ဒီအစားဆုံးတစ်လုံးနဲ့ကျွန်တော်နောက်မှရှိနေတဲ့ lesson တွေကိုပေါင်းပြီးတော့မှလိုချင်တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လိုချင်တဲ့ပုံစံလေးတိုင်းပထမ10ခွက်လေးမှရေးလိုက်ပါမယ်။ကျွန်တော်ဒီမှာပထမဆုံး e ဆိုပြီးတော့ရေးလိုက်ပါတယ်။ initial တစ်လုံးရပါပြီ။ပြီးတော့အဲ့ဒီ initial နဲ့ last name တွေကိုပေါင်းပါပါ။အဲ့တော့ကျွန်တော်ဒီမှာ dash လေးခံလိုက်မယ်ပေါ့နော်။ပြီးတော့ကျွန်တော် last name ဖြစ်တဲ့ w a t s o n ဆိုတာလေးကိုကျွန်တော်ရေးလိုက်ပါမယ်။ဟုတ်ပြီဒါရင်ကျွန်တော်လိုချင်တဲ့ပုံစံလေးရသွားပါပြီ။ ီးတော့ကျွန်တော်က flash page ကိုစတုထနေလန်လေးနဲ့လည်းတုံးလို့ရပါတယ်။စတုထနေလန်ကကျတော့ blame လို့ရတာလဲဆိုတော့ကျွန်တော်တို့ကဒီမှာပထမဆုံးတစ်ခွက်ကိုလုတ်ပြီးသွားပါပြီ။အဲ့တော့ကျွန်တော်ဒုတိယတစ်ခွက်မှာလည်းပဲ flash page ကိုထပ်ပြီးတုံးဖို့အတွက်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်လိုချင်တာကဒီဘက်မှာဒီ first name နဲ့မှရှိနေတဲ့ initial တစ်လုံးနဲ့ last name နဲ့ကိုပေါင်းပြီးတော့မှရေးချင်တာပေါ့နော်။အဲ့တော့ကိုလိုချင်တဲ့ပုံစံဖြစ်တဲ့ဒီ first name နဲ့ကနေပြီးတော့မှ J ကိုလေးချင်တာမလို့ဒီမှာကျွန်တော်တို့ဒီမှာ J ဆိုပြီးတော့ရိုက်လိုက်ပါတယ်။ ဲ့ခါမှာကျွန်တော် J ဆိုပြီးတလုံးမဲ့ရလိုက်ရပါသေးတယ်။ challenge ရတာနဲ့သူကတန်းပြီးတော့မှဒီမှာကျွန်တော်ဘယ်လိုပုံစံလိုချင်လဲဆိုတာကိုသူကမိခိုးရောင်မဲမဲလေးနဲ့တခါတည်းပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုဘယ်လိုပုံစံလိုချင်လဲဆိုတာကိုဒါ flash ပေးအနေနဲ့ကြိုးပြီးတော့မှပြပေးတယ်ပေါ့နော်။အဲ့လိုပြပေးပြီးဆိုတော့လည်းကွာဘာမှလုံးဆိုင်မလိုပါဘူး။ကျွန်တော်တို့ keyboard ကနေပြီးတော့မှ enter လေးတစ်ချက်နှိပ်ပေးလိုက်ရုံပါပဲ။ကျွန်တော်ဒီမှာ enter လေးတစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါ။သူကတန်းပြီးတော့မှ flash ပေးလေးဝင်လာပြီးတော့မှကိုလိုချင်တဲ့ပုံစံလေးဖြစ်တဲ့ initial နဲ့ last နဲ့ကိုတွဲပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါလေးကတော့ flash brief ကိုအသုံးပြုပုံသုတ်တန်နည်းလမ်းလေးပဲဖြစ်ပါတယ်။ပြီးတော့ရင်ကျွန်တော်နောက်ဆုံးတစ်ခုဥပမာလေးကိုတာပါမယ်။ဒီမှာကျတော့ကျွန်တော်တို့ကဒီမှာ full name လေးတွေနာမည်ပြည့်စုံရှိနေပါတယ်။ဒီ full name ကိုမှကျွန်တော်တို့ကပြန်ပြီးတော့မှ first name နဲ့ last name နဲ့တည်တံ့ခွဲပြီးတော့မှလိုချင်တာပါ။အဲ့ခါမှလည်းကျွန်တော်ကလိုလေကူကူရိုးရှင်းရှင်းလေးဖြစ်တဲ့ flash brief ကိုသုံးသပ်လိုက်ရုံပါပဲ။အဲ့တော့ကျွန်တော်တို့ဒီမှာတယောက်ချင်းနေမလို့တော့ဘူးပထမဆုံးတယောက်တည်းပဲကျွန်တော်ရေးလိုက်မယ်ပေါ့နော်အဲ့ကျွန်တော်တို့ဒီဘက်ကနာမည်ပြည့်စုံနေရနေ first name ဖြစ်တဲ့ Emily ကိုလိုချင်တာမလို့ကျွန်တော်ဒီမှာ Emily ဆိုပြီးတော့မှရေးလိုက်ပါတယ် ပြီးသားနဲ့ကျွန်တော် flash page ကိုတုံဖို့အတွက်ကျွန်တော်တို့ဒီပေါ်လေးက data tab ကိုသွားမယ်ပြီးတော့ flash page လေးကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်နာမည်ဒီအားလုံးနဲ့နေပြီးတော့မှ first name တွေကိုတည်တံ့ရွေးထုတ်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ last name ကိုလည်းအလိုပါပဲကျွန်တော်ဒီမှာ wasan ဆိုပြီးတော့မှရေးလိုက်ပါမယ်ပြီးသားနဲ့ကျွန်တော်တို့ဒီမှာ data tab ကိုသွားလိုက်မယ် flash ဖိလေးကိုတစ်ချက်လေးနှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာနာမည်ပြည့်စုံနေရနေပြီးတော့မှ last name တွေကိုတည်တံ့ဆွဲထုတ်ပေးသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်နာမည်ပြည့်စုံနေရနေလဲကွာတည်တံ့ခွဲပြီးတော့မှလုပ်လို့ရတယ်။ ီးတော့တော့ကျွန်တော်နာမည်တစ်ခုချင်းနေရှိနေရာနေပြီးတော့လည်းပဲနာမည်အပြည့်စုံပြန်ပြီးလိုချင်တာလား email address လိုချင်တာလားဆိုမျိုးလေးပြန်ပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်။ခွာကိုယ့်ရဲ့ data ကိုဘယ်လိုပုံစံလိုချင်လဲဆိုတာပေါ်မှာမူတည်ပြီးတော့မှ flash page ကိုကျွန်တော်တို့ဒီလိုအပ်တယ်လို့မျိုးသုံးသပ်လိုက်လို့ရပါတယ်။ဒါဆိုကျွန်တော်ဥပမာလေးတွေဒီမှာ6ခုလောက်ပြခဲ့တာဆိုတော့ပို့ပြီးတော့လည်းကျွန်တော်နားလည်သွားမယ်လို့မျှော်လင့်ပါတယ်။ယခုသင်ခန်းစာလေးက message တွေရဲ့လုပ်ငန်းကွန်တက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုးရှိတဲ့ဆိုရင် video လေးကို like လေးနဲ့ကပ်ပေးပါ။ comment လေးမှလည်းကြည့်ကပ်ပေးပါခင်ဗျာ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ကပ်ပေးပါ။ အခုလိုမျိုး Microsoft Excel ကိုအချိန်ကကနေစပြီးတော့မှလုပ်ငန်းကွန်ထရက်စနေချာနဲ့ထွန်းကျင်သားနဲ့တင်ပြချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Microsoft Excel Special Online Course တွေကိုတက်ရောက်နေပါတယ်။ပုံမှန်သင်တန်းကြီး6900ကျပ်စာယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်တက်ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့သင်တန်းလေးကိုတရားဖို့ကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ။ ဒီနေ့လေးကိုတယောက်ချင်နေဆိုရင်တော့ Dididos Computer ဖိုင်ဟမင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာတနေအလို့ရပါတယ်။ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတနေအလို့ရပါတယ်ခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင်လည်း comment လေးမှာရေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြေချပေးသွားပါမယ်။နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေသိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးခဲ့ပေးပါကျွန်တော်ဗီဒီယိုလေးလေးလုပ်ပြီးတော့မှပြန်လည်ပြီးတော့ဖြေချပေးသွားပါမယ်။ဒါကြောင့်ရှင်နေရလေးကိုမြန်နဲ့ထောက်ရမစင်းနေကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။